မင်္ဂလာပါခုကတိခွားပန်းလေးထိုးပြပေးမယ်နော်ဒါတိခွားပန်းပုံကျန်းဆွဲထားတာဒီပါသူရဲ့ပန်းလေးကဒီပန်းလေးပါနော်ဝင်ဖက်ကလေးငါးဖက်ရှိတယ်အလေးမှာဝင်ဖက်အကြွားလေးတစ်ခုပါတယ်အဲ့ဒါကိုမရမ်းရောင်လေးနဲ့ထိုးပြပေးမယ်ဒီတိခွားပန်းလေးထိုးရမယ်ဆိုလို့ရှိရင်မရက်က၃ချောင်းလိုတယ်ပြီးတော့ချီမရမ်းရောင်မရမ်းရောင်နဲ့ခရမ်းရောင်လိုမယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဝါလေးလိမ်မော်လေးသုံးချက်နေဆိုလို့ရှိရင်လည်းအရောင်အနုအရင်လေးတစ်ခုလိုမယ် ခုကပွင့်ဖက်ကနှစ်ခုပြီးသွားပြီနှစ်ခုကဒီမှာဒီပွင့်ဖက်ပေါ်မှာဒီပွင့်ဖက်တစ်ခုထိုးပြီးပြီးတော့ဒီမှာဒီပွင့်ဖက်ပေါ်မှာဒီမှာပွင့်ဖက်တစ်ခုထိုးပြီးပြီးနောက်ထပ်ဒီဒီပွင့်ဖက်သုံးခုထိုးပြပေးမယ်ဒီပွင့်ဖက်အနေထားလေးရဲ့အတိုင်းဒီမှာဒီပွင့်ဖက်ကလေးကဒီပွင့်ဖက်ကြီးရဲ့နောက်မှာကွဲနေတာဖြစ်တဲ့အတွက်အဲ့နောက်မှာကွဲပြီးတော့ခင်ကိုစိုက်ပေးရမယ်ကလေးမှာပြန်တစ်ချောင်းစိုက်မယ်ပြီးတော့ဒီဘေးမှာ ဒီပုံဖက်ရဲ့ခြေရင်းလေးမှာတော့ကြောပတ်မှာဖက်တစ်ချောင်းဖက်ဆိုင်မယ်ပြီးတော့ဒီဘက်မှာဖင်အထောင်းဖက်ဆိုင်မယ်။ဒီအနေထားလေးနဲ့ဖင်အထောင်းဆိုင်ပေးမယ်။ပြီးတော့ခြေရထားတော့ယုံချီလေးချောင်းကိုပူပြီးတော့ဖုတ်ပြထားပါတော့။ ဒီပင်ရရဲ့ဒီဘက်ကနေခြိထွက်မယ်။ပင်မှာသွားပြီးတော့တိုင်လေးထောင်မယ်။ဒါဆိုရင်တန်တန်ရသွားပြီးပြီးတော့အလေတိုင်မှာလည်းအဲ့တိုင်းပဲထိုးမယ်။ပြန်အောင်ဆုံးတယ်မလေးတိုင်းလေးထောင်ပေးမယ် ီလိုပင်ရသုံးချောင်းလုံးမှာတိုင်လေးတွေထောင်ပြီးပြီဆိုလို့ရှိရင်စာပြီးတော့ထိုးမယ်ဒီတစ်ခုကျော်ကနေစာထိုးမယ်နောက်တစ်တိုင်းမှာလည်းတစ်ခုကျော်ကနေစာထိုးမယ်နောက်တစ်တိုင်းမှာလည်းတစ်ခုကျော်ကနေစာထိုးမယ်တစ်ခုကျော်စီထိုးပြီးမယ်ဒီအောက်ခြေကိုကတ်တဲ့အထိခြေကိုဆွဲချပြရမယ်တစ်ခုကျော်ရည်ရတာပါနော် ဒါဆိုရင်တော့ပင်အက်ကဘေးရနှစ်ခုကတိုင်ပြီးကုန်သွားပြီပေါ့နော်ဒီမှာဒီဘက်မှာလည်းတိတ်မရှိတော့ဒီဘက်မှာလည်းတိတ်မရှိတော့ဘူးအဲ့လိုမျိုးတိုင်ပြီးသွားပြီဆိုလို့ရှိရင်လူထုံးလေးဆိုတော့ခေါထိုးလိုက်မှလည်းခဏလေးဒါဆိုရင်ဒီမှာဒီဘက်တိုင်းလေးမှာလည်းထပ်ပြီးထိုးရမှာရှိတယ်ဒီဘက်တိုင်းမှာလည်းထပ်ပြီးထိုးရမှာရှိတော့လေးတိုင်းလေးမှာပဲကျွန်တော်ရဲ။ဒါဆိုရင်မြက်ကိုပထမတစ်ချောင်းရင်စဖြုံးမယ်။ပြီးတော့လေးတိုင်းမှာသွားရင်မယ်။ ပြီးတော့နောက်တစ်တိုင်းသေးကိုထိုးမယ်ပြောပြန်ဖြုံမယ်ဒီလိုလေးရပြီဆိုရင်ဒီအလေးတန်းတာပဲထပ်ပြီးတော့ရက်ပေးမယ် လေတန်းလေးလည်းဒီလိုလေးပြည့်သွားပြီဆိုလို့ရှိရင်လေတန်းပြန်ကိုလည်းဖြုံမယ်။သူကဖျားကားဒီမှာဒီလိုလေးတော့ချွန်းတော့ချွန်းနေတာပဲလို့နည်းနည်းလေးတီတီလေးရတဲ့အတွက်ပြန်ပြီးတော့ချုပ်ပေးမယ်။ဒီထိတ်ကြတဲ့မှာတစ်ခေါက်ချိမယ်။ပြီးတော့ဒီမှာဒီနောက်ကျောက်ပါမှာခြေအောက်ကိုဆင်းမယ်။ကျွန်တော်အကူဆင်းလိုက်တယ်ဆိုတော့အဖျက်မှာချွန်ချွန်လေးရခြင်းတဲ့အတွက်ဒီလိုအကူတစ်ထည့်ချပေးလိုက်တာဒီလိုအကူတစ်ထည့်ချပေးပြီဆိုလို့ရှိရင်ဒီမှာပါနော်ဒီအနေထားလေးနဲ့ရရတယ်ဒီမှာပါ သူကကိုတစ်ထစ်ချပေးပြီဆိုရင်ဒီဘက်ချမ်းလေးမှာဒီမှာဒီဘက်ချမ်းလေးမှာထပ်ပြီးတော့ဖြည့်မယ်ဒီလိုလေးတစ်ချမ်းလုံးပြအောင်ဖြည့်သွားမယ် ီဘက်ချမ်းကจิตတာဒီအောက်ထည့်ထီဒီအောက်ထည့်ပြီးသွားရင်နော်နောက်ထည့်ပြီးသွားရင်ဒီအောက်ကိုချီကိုပုံမယ်ပြီးတော့နောက်တစ်ဖက်မှာပြန်ဆမ်းမယ်ချမ်းပြီးသွားရင်ဒီဘက်ချမ်းမှာပြန်ဆမ်းမယ်နော်ဒီဘက်ချမ်းပြီးသွားလို့ဒီဘက်ချမ်းကဆမ်းမယ်ဒီအစွန်လေးတွေကိုလိုလေးချီပြရအောင်နော် ဒီမှာပါအဖျားတိမထိုးဘူးเนาะအဖျားတိမထိုးဘဲနဲ့ညီမကြီးအဖျားလေးရဲ့ခောက်ကတက်မှလည်းထမ်းပါအဲ့ဒါမှအဖျားချွန်ချွန်လေးရမှာပြီးတော့နောက်ကြောဘက်ကိုထိုးပြီးတော့ခြစ်သိမ့်မယ်ဒါနောက်ကြောဘက်ပါเนาะအဲ့နောက်ကြောဘက်ကဒီတန်လေးတွေကိုထိုးပြီးတော့ဒီအောက်ခြေတွေပြန်လာပြအောင်ဒီလိုလေးပဲထိုးသွင်းမယ်ပြီးတော့ခြေကိုသိမ့်မယ် နော်ဗျာဆိုလို့ရှိရင်ဘုံဖက်ကလေးတုံးဖက်ရပါပါပြီနော်နောက်ထပ်နံပါတ်ဖက်ကြံလေးရဲ့အဲ့နံပါတ်ကိုထုတ်ပြပေးမယ်ချီတင်းမီနောက်ကြောပါမလားဒီလိုလေးနှစ်ချက်လောက်ချီပေးမယ်ဒါပြီးမှနောက်ထပ်ဘုံဖက်တစ်ခုထပ်ဆက်မယ်နော်နောက်ထပ်ဘုံဖက်ကဒီမှာတစ်ခုဒီမှာတစ်ခုဒီဘုံဖက်ကလေးကိုထုံမယ်ထုံနေရတူပဲရေစုံတိုင်းတုံးနိုင်ထောင်းမယ်ဟိုက်တိုင်းတုံးနိုင်မှာပြန်ပြီးတော့ရက်ပေးမယ်တခါညော်စီရက်မယ် က်တဲ့အခါမှာအဲ့ဖန်လေးနဲ့ရက်တာပို့ပြီးတော့ရှင်ပြေတယ်နော်အချွန်ဘက်ကနေကျတော့ခြေတွေကဒီခြေလေးခြေချောင်းလေးတွေကိုသွားပြီးတော့စိုက်တတ်တယ်အဲ့ဖန်လေးနဲ့ကျတော့ပို့ပြီးတော့ရှင်ပြေအဲ့ဒီနေ့တိုင်းဘေးကပြန်နှချောင်းကုန်သွားတဲ့အထိအရင်စားပြီးတော့ပြရမယ် ဘေးရတဲ့နှစ်တိုင်းကပြေးသွားပြီနော်ဘေးရတဲ့နှစ်တိုင်းပြေးသွားရင်ဘေးကကိုဖြုံမယ်ပြီးတော့အလေးရတဲ့တိုင်းမှာပဲချက်ပြီးတော့ရင်းမယ် ဒီလိုချင်လေးရပြီအဲ့တော့မနေ့လေးပြည်သွားအောင်ထပ်ပြီးတော့ဖြည့်မယ်ဖြည့်တဲ့ခါမှဒီလိုအကူတစ်ချမ်းမယ်အဲကြောင့်မအကူတစ်ချမ်းလဲဆိုတော့ချက်ချင်ချင်လေးရချင်လို့အကူတစ်ချမ်းအခုတစ်ချက်ပြီးမှစာပြီးတော့အိမ်မှာဒီလိုလေးရေးပေးရမယ် တယောက်တယောက်ရေးပြရမယ်နော်ဒီမှာအောက်ခြေတိပြသွားပြီဒါဆိုရင်အကူအကူပို့မယ်ပြီးတော့ဒီဘက်တစ်ချမ်းကိုဆက်ပြီးတော့ထိုးမယ်ဒီဘက်တစ်ချမ်းလည်းတယောက်ခြေနေပဲစာပြီးတော့ထိုးပြမယ် ီအဖျားတရားမထိုးဘူးအဖျားလေးမှခြံထားမယ်ခြံထားပြီးတော့ဒီနောက်ကျောဘက်မှာပြိမ့်မယ်ကျွန်တော်ဖြားတိမထိုးရလဲဆိုတော့အချမ်းလေးရကျင်လို့ဖြားတိမထိုးတာ။ဒီနောက်ဘက်ကနေချီကိုအကူသိမ့်မယ်။ချီသိမ့်ပြီးပါမယ်နော်ဒီနောက်ပါ။ဒါဆိုလို့ရှိရင်ဒီမှာပုံခက်ကလေးလေးကူရသွားပြီ။ပြီးတော့ဒီမှာတစ်ခုထပ်ပြီးတော့ထိုးမယ်။ကလေးကနောက်ဆုံးပုံခက်ကလေးပြီးသွားတာပါ။ ဆိုရင်ဒါနောက်ဆုံးပုံဖက်ပြပါပြီဆုံးပုံဖက်ငါကူရပြီနော်ပြီးတော့အလင်းမှာပုံဖက်ကြွားလေးတစ်ခုထည့်မယ်အဲ့ဒါကျတော့မယံအရင်လေးနဲ့ထည့်ပြမယ်နော်ခုထုတ်ပြမှာကျတော့ဒီအဝါရောင်ပုံဖက်ကလေးပါနော်အလေးအဝါရောင်ပုံဖက်ကလေးထုတ်ပြပေးမယ်အဲ့ဒါကိုခရံအရင်လေးပြီးတော့ထုတ်ပြမယ်ဒီလေဒီမှာဒီလိုလေးထိုးလိုက်မယ်ပြီးတော့အဲ့ဒါထိုးဖို့အတွက်ပိုက်ကလေးလိုမယ်နော်ပိုက်ကကြတော့ပိုက်ကြည့်ဒီမှာ ခြေရေသမူးဒီမှာတော့ရေတော့တယ်ပဲနော်ကြည့်လို့နဲပြီးတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ခုနှစ်ခုနှစ်ခါရေးမယ်ချိုးဘက်ကိုပို့မယ်ပိုက်ကိုဖြုတ်မယ်ပြီးတော့ဖြည်းဖြည်းချင်းစွဲမယ်ဆိုရင်ဒီလိုရမယ် 所以你留下来呀，我们有利的宝贝给我归给你，有利吧？他说你那得快把你幺娃喂的嘛。